စာရေးဆရာနှွေတမန်ရဲ့အပြန်လန်းဝိတ္တူတို့ကိုအတန်အတွက်ဝိတ္တူတို့ဖြစ်တင်ဆက်လိုက်ပါတယ်ဒီတစ်ခါအိမ်ပြန်လာတော့ကျွန်တော်အဖေကိုအရန်တရိယာမိတယ်ကျွန်တော်အိမ်ပြန်ရောက်ရင်အဖေကိုတွေ့ရတော့မှာမဟုတ်ပါဘူးကျွန်တော်ဒီနိုင်ငံကထွက်ခွာသွားတဲ့ လေးနှစ်အတွင်းမှာအဖေတေဆုံးခဲ့ပါပြီအိမ်မှာအဖေမရှိတော့ဘူးဆိုတာသိပြီနဲ့ကျွန်တော်ရင်တွေဟာခုန်နေပါတယ်အဲ့ဒီရင်ခုန်တန်ဟာအဖေနဲ့ပြန်တွေ့ရတော့မယ့်အခါတိုင်းခံစားရတဲ့ရင်ခုန်တန်မျိုးပါအဖေမရှိတော့ဘူးဆိုတာသိနေပေမဲ့ကျွန်တော်ဟာအဖေနဲ့ပြန်တွေ့လို့တွင်ညာမျော်လင့်နေမိတ အဖေကိုတွေ့ခြင်းစိတ်တွေတပွားပွားပေါ်နေမိပါတယ်။ကျွန်တော်ရင်တွေဟာခုံနေပါတယ်။ငငယ်ကကျွန်တော်စကားပြောတဲ့ခါသာချိန်မှာ အိမ်မှာအဖေရှိမနေပါဘူး။ကျွန်တော်အသက်ဒီနှစ်ခွဲလောက်ကလေးကရှည်တန်းကိုတာဝန်နဲ့ထွက်ခွာသွားတဲ့အဖေဟာကျွန်တော်အသက်နှစ်နှစ်နဲ့လေးလရှိချိန်ကြမှာ ိမ်ကိုပြန်ရောက်လာပါတယ်ဒီခြေတန်းကပြန်လာချိန်မှာကျွန်တော်စကားဆန်းပြီးပြောတတ်နေပြီတဲ့အပေတို့ခြေတန်းပြန် တက်မတော်သားတွေဟာမြို့ဝင်ကနေတန်းစီပြီးခြေတက်လာကြတယ်မြို့သူမြို့သားတွေကပန်းစီတွေပန်းကုန်းတွေနဲ့ခြေတန်းပြန်တက်မတော်သားတွေကိုကြိုဆိုလို့ပေါ့ ဲ့ဒီလိုကြိုးစိုးတဲ့အထဲမှာကျွန်တော်တို့မိသားစုလည်းပါပါတယ်။အဖေဟာတက်စိတ်တစိတ်ရဲ့ရှေ့မှာတနက်ကိုပိုက်ပြီးခြိတက်လာပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဟာအမေရင်ဝင်ထဲကနေအဖေကိုလက်ညှိုးထိုးပြပြီး အော်ပြောလိုက်တယ်တဲ့။ဟိုမှာကိုကိုမောင်ကိုကိုမောင်ကျွန်တော်ပြောကြအောင် အားလုံးပဲအံ့အားသင်ကြရပါတယ်။ အိမ်ပြန်ရောက်တော့လဲလာပါအောင်သားရဲ့လို့ကျွန်တော်ကိုလှမ်းခေါ်တဲ့အဖေစီကိုကျွန်တော်ကမတော်သေးပဲအဖေစာကြည့်ကန်းနဲ့ပြေးဝင်သွားတယ်တဲ့စာကြည့်ကန်းတွေကပြန်ထွက်လာတော့ကျွန်တော်လက်ထဲမှာ အဖေတောက်နေကြဈေးတံပါလာတယ်တဲ့ကိုကိုမောင်ရော့ကျွန်တော်ကအဖေကိုကိုကိုမောင်လို့နာမည်ရင်းအတိုင်းခေါ်ပြီး တူတောက်နေကြစေးရန်ကြီးကိုလှမ်းပေးလိုက်တော့တိမ်လုံးအာအတင်နေကြတယ်တဲ့ဖေဟာကျွန်တော်ကိုတွေ့တွေ့ကြီးစိုက်ကြည့်ပြီးဟဲ့ငိုပါရောတယ်ဖေအဖေဒါကျုပ်ဖေကျုပ်သားကျုပ်ဖေပြန်ဝင်စားတာပါလားအဲ့ဒီကလေးကကျွန်တော်ကိုကျွန်တော်အဖိုးအဖေရဲ့ဖေဝင်စားသူလို့ ဖေမျိုးတွေအားလုံးကမှတ်ယူခဲ့ကြပါတယ်ကျွန်တော်ဖေနာမည်ဟာကိုကိုမောင်ဖြစ်ပေမဲ့အားလုံးကမောင်မောင်လို့ပဲခေါ်ကြတယ်ဆိုပဲအဖေအမေကျွန်တော်ဖွားကလည်းသူ့သားကိုမောင်မောင်လို့ပဲခေါ်တယ်တဲ့ဖေမျိုးတွေအားလုံးကလည်းမောင်မောင်ပဲငယ်တဲ့လူတွေကတော့ကိုမောင်မောင်လို့ခေါ်တယ်တဲ့ကျွန်တော်ဖိုးတယောက်ပဲသူ့သားသူမွန်းတင်ပြီးကိုကိုမောင်လို့နာမည်အပြည့်စုံခေါ်တာတဲ့ ကျွန်တော်ဟာတတလုံးအဖေကိုကိုကိုမောင်လို့ပဲခေါ်ခဲ့တယ်။အဖေကလည်းအဲ့ဒီလိုခေါ်တာသဘောကျလို့အဲ့ဒီအတိုင်းပဲခေါ်ခိုင်းခဲ့တာပါ။ကျွန်တော်ဟာအဖိုးရှိစဉ်က သုံးခဲ့တဲ့ပစ္စည်းတွေကိုလည်းခွဲခြားပြီးပြတတ်တယ်တဲ့။အဖိုးရဲ့နောက်ကျောင်းတချို့ကိုလည်းပြန်ပြန်ပြောတတ်တယ်တဲ့။ဒါတွေက လူကြီးတွေပြန်ပြောလို့ကျွန်တော်သိခဲ့ရတဲ့အကြောင်းတွေပါ။ကျွန်တော်လူမှန်းသီးတတ်စာရွယ်မှာတော့အရင်ဘဝကကျွန်တော်အကြောင်းတွေကိုကျွန်တော်မမှတ်မိတော့ပါဘူး။ ပြန်စင်းစားလို့လည်းမရတော့ပါဘူး။ဘာပဲဖြစ်ဖြစ်တဆွေလုံးတစ်မျိုးလုံးကတော့ကျွန်တော်ကိုတေသွားတဲ့ကျွန်တော်ဖိုးဥပမ့်မြင်ဝင်စားသူလို့တသက်လုံးပဲမှတ်ယူထားခဲ့ကြပါဗါတယ်။အဲ့ဒီအကြောင်းအကြောင်းပဲလားမသိဘူး။အဖေနဲ့ကျွန်တော်ဟာသာမန်သားဖာတွေတဲ့ပို့ပြီးရင်းနှီးခဲ့ကြတယ်။နှီးဆက်ခဲ့ကြတယ်။ချစ်ခင်ခဲ့ကြတယ်။အဖေအတွက်လည်း ကျွန်တော်ဟာ သူ့ဖခင်ဝင်စားသူဆိုတဲ့အတိအကျောင်းသားမကသူ့အတွက်ကျွန်တော်ဟာတူးရဲသောသားဖြစ်နေလို့အချစ်ပိုခဲ့တာဖြစ်နိုင်ပါတယ်အဖေကကျွန်တော်ကိုသူ့လိုတတ်မတော်သားဖြစ်စေခြင်းခဲ့တယ်ဒါပေမဲ့ကျွန်တော်ကအဖေဖြစ်စေခြင်းသလိုမဖြစ်ခဲ့ပါဘူးကျွန်တော်ကလွတ်လပ်မှုကိုလိုလားတဲ့လူကဘာနှံ့ခြေဆန့်နေတဲ့လူ ကျွန်တော်လမ်းကြောင်းကျွန်တော်ရွေးပြီးကျွန်တော်ဟာနိုင်ငံသားတင်မောသားဖြစ်လာခဲ့ပါတယ်ကျွန်တော်တင်မောကလေးောက်ပြန်ဆင်းလာပြီးတဲ့အချိန်မှာအဖေပင်ဆင်ယူပါတယ်အမေလည်းဆုံးသွားပါပြီအဖေဟာတူးတဲ့သောသားကျွန်တော်အိမ်ကို ရောက်လာခဲ့ပါတယ်ကျွန်တော်ကပင်လယ်ထဲကတင်မောတစ်စင်းပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ အဖေက ကျွန်တော်မိသားစုကိုစောင့်ရှောက်နေခဲ့ပါတယ် ပင်စင်စားတက်မတော်အရာရှိကြီးအဖေဟာသူ့ချွေးမှမြေးတွေနဲ့အတူ သူ့ဘဝနောက်ဆုံးချိန်တွေကိုပျော်ပျော်ပဲဖြုံးပစ်ခဲ့ပါတယ်။အဖေဟာကျွန်တော်စီကို စာရှည်ကြီးတွေလည်းမပြတ်တမ်းရေးခဲ့ပါတယ်။ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ထဲမှာအဖေစာကိုဖတ်ရတာဟာကျွန်တော်အတွက်အားတစ်ခုပါပဲ။နောက်ဆုံးအခါကျွန်တော်တင်းမောပေါ်ကဆင်းတော့အဖေကကျွန်တော်ကိုပြောတယ်။"အတော့ ဒီတစ်ခေါက်လိုက်ပြီးမင်းတင်းမောထမ့်မတဲ့နေတော့ကွာမင်းတယ်လည်းမငယ်တော့ဘူးရှာတင်းတော့လောက်လဲရှာပြီးပြီပဲအိုးမကွာအိမ်မကွာစီဝါကြီးလေးပဲလောက်တော့ကွာကျွန်တော်ကလည်းအဖေပြောသလိုတင်းမောသားဘွားကိုနားယူတော့ဖို့ဆုံးဖြတ်လိုက်ပါရဲ့ဟုတ်တယ်ကျွန်တော်အသက်ဟာ90နီးနေပြီအဖေအသက်လည်း80နားကပ်နေပြီကျွန်တော်နားတင်ပြီနားတင်ပြီဆိုတာကအဖေမသေးခင် အဖေနဲ့အတူတူနေနိုင်ဖို့ရည်ရွယ်ချက်နဲ့ပါဒီတစ်ခေါက်ဟာကျွန်တော်ရဲ့သင်လေကူးသင်မောသားဘဝနောက်ဆုံးအခေါက်ပါပဲနောက်ဆုံးအခေါက်သင်မောဝော်မတက်ခင်မှာကျွန်တော်သားအကြီးကိုအိမ်အောင်ချပေးခဲ့တယ်ဒါပေမဲ့သင်မောနာတဲ့အချိန်မှာအဖေနဲ့အတူတူနေမယ်ဆိုတော့ကျွန်တော်ရည်ရွယ်ချက်ဟာမပြည့်မြောက်ခဲ့ပါဘူးကျွန်တော်သင်မောဘော်ရောက်ပြီးတစ်နှစ်ကြာချိန်မှာပဲအဖေကွယ်လွန်သွားပြီလို့ သတင်းကြားလိုက်ရပါတယ်ကျွန်တော်ဟာအဝေးကနေကြေခွဲယုံကအပမြန်မာပြည်ကိုပြန်မလာနိုင်ခဲ့ပါဘူးအဖေအတွက်အဝေးကပဲမျက်ရည်ဝေခဲ့ရပါတယ်အဲ့ဒီအချိန်ကစလို့ကျွန်တော်တန်းတာမျောလင့်နေကြအဖေစာတွေကိုလည်းမဖတ်ရတော့ပါဘူးဝွင့်ဝွင့်လေးလေးဝင်ခံရရင်အိမ်ကဇနီးနဲ့သားသမီးတွေရေးတဲ့စာတွေဟာအဖေစာတွေလောက်ကျွန်တော်ရင်ကိုကျေနပ်မှုမပေးနိုင်တာအမှန်ပါပဲအိမ်ကတော့ စာရီသာမကအမတ်တရဓာတ်ပုံတွေကိုပါပင်လေကြားကကျွန်တော်စီရောက်အောင် ပို့ပေးနေခဲ့ပါတယ်။သားကြီးကမွေးတဲ့ကလေးရဲ့ဓာတ်ပုံကိုလည်းလာသားရွယ်ကစပြီးကျွန်တော်စီပို့ပေးခဲ့တယ်။ကျွန်တော်ပင်လေထဲရောက်ပြီးနှစ်နှစ်ကြာချိန်မှမွေးခဲ့တယ်။ကျွန်တော်မြည်လေးကိုဓာတ်ပုံပဲမြင်ရပါသေးတယ်။အခုလိုကျွန်တော်အပြီးပြန်လာချိန်မှအဖေရှိမနေတော့ပါလား။အဖေစား မျိုးဆက်တဲ့မီးလေးကိုတော့ကျွန်တော်တွေ့ရတော့မှာပေါ့မီးလေးတောင်အသက်နှစ်နှစ်ရှိနေပြီလေစကားတွေတီတီတာတာပြောတတ်နေပြီတဲ့နောက်ဆုံးရတဲ့စာထဲမှာ ကျွန်တော်ဖတ်ခဲ့ရပါတယ်မြမပြည်ပြန်ရောက်တာနဲ့ရန်ကုန်မှာလှုပ်ရှားရှိတဲ့ကိစ္စလေးတွေကိုအမြန်ဖြတ်ပြီး ကျွန်တော်ဇာတိမျိုးကိုပြန်လာခဲ့ပါတယ်ဒီတစ်ခေါက်အိမ်ပြန်လာတော့ကျွန်တော်အဖေကိုရန်တရီရမိတယ် ျွန်တော်အိမ်ပြန်ရောက်ရင်အဖေကိုတွေ့ရတော့မှာမဟုတ်ပါဘူးအိမ်မှာအဖေမရှိတော့ဘူးဆိုတာသိပေမဲ့ကျွန်တော်ရင်တွေဟာခုံးနေပါတယ်အဲ့ဒီရင်ခုန်တန်းဟာအဖေနဲ့ပြန်တွေ့ရတော့မယ်ခါတိုင်းခံစားရတဲ့ရင်ခုန်တန်းမျိုးပါအဖေမရှိတော့ဘူးဆိုတာသိနေပေမဲ့ကျွန်တော်ဟာအဖေနဲ့ပြန်တွေ့လို့တွေ့냐မျော်လင့်နေမိတယ်အဖေကိုတွေ့ခြင်းစိတ်တွေတဖွာဖွာပေါ်နေမိတယ်ကျွန်တော်ရင်တွေဟာခုံးနေပါတယ် မိရထားကကျွန်တော်တို့မြို့ဘူရာယုံကိုစိုက်လိုက်ပါပြီကျွန်တော်ကိုလာကြုံနေတဲ့မိသားစုကိုအစုလိုက်ပြီးရထားပေါ်ကလှမ်းမြင်လိုက်တယ်ကျွန်တော်ရှိမလေးရင်ဝင်ထဲကမိလေးကိုလည်းအဝေးကနေလှမ်းမြင်လိုက်ရပါတယ်ရထားပေါ်ကဆင်းလာတော့ကျွန်တော်ရင်တွေဟာခုန်နေပါတယ်ကျွန်တော်မိသားစုကကျွန်တော်ရှိရာကိုအပြေးတစ်ပိုင်းလျှောက်လာတယ်ကျွန်တော်ကလည်း ူလို့ရှိရအောင်ရှောက်လာခဲ့တယ်။ကျွန်တော်ရင်တွေဟာခုံနေပါတယ်။ကျွန်တော်ဟာညှော်လင်းချက်တခုနဲ့ရင်တွေခုံနေပါတယ်။စကားတက်ခါစားကျွန်တော်မိလေးကကျွန်တော်ကိုဟေးအောင်အောင်ဟိုမှာအောင်အောင်ရဲ့အဲ့ဒီလိုများပြောလိုက်လေမလားဆိုတဲ့ညှော်လင်းချက်နဲ့ကျွန်တော်ရင်တွေခုံနေရတာပါ။အဖေကိုယ်တိုင်မှဲ့ပေးခဲ့တဲ့ ျွန်တော်နာမည်ကအောင်နိုင်ပါအဖေကကျွန်တော်ကိုအောင်အောင်လို့ပဲတစ်တလုံးခေါ်ခဲ့ပါတယ်